အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။အဲ့တော့ဒါကျွန်တော်ဟိုအခုလက်ရှိမှာနေ့ကြလေးနဲ့ EC လည်းပြောလို့ရအောင်မဟုတ်တော့ဒါကျွန်တော်လေရင်ခွင့်ရောက်နေပြီ။ဒါကျွန်တော်တို့မနေ့ဖညာတနေ့လုံးကျွန်တော်လေရင်ပေါ်မှာပဲရှိဖို့များပါတယ်။အဲ့တော့တချို့သတင်းလေးနောက်ကြတာလေးတချို့သတင်းလေးဒါကျွန်တော်တင်တာကျွန်တော်တို့ကအချိန်မီမဖြစ်တာဖြစ်ကျွန်တော်တောင်းပန်ပါတယ်။လေရင်ကျွန်တော်တို့ချိုးတိုးတဲ့ အာ transit ဘာဝင်15နာရီလောက်စီးရမယ်သဘောမှာရှိတယ်။အဲ့တော့ဒီနေ့မှာတော့တော်သေးတယ်ဗောနော်ကျွန်တော်ဒါလေးမတက်ခင်မှာ breaking news တစ်ခုအနေနဲ့ဒါကျွန်တော်တက်လာခဲ့တာကိုတွေ့ရမယ်ဒီမှာပေါ်ပါတယ်။အဲ့ breaking news ကတခြားတော့အသိတော်မဟုတ်ဘူးကျွန်တော်ရဲ့အသိမဲ့ဖြစ်တဲ့ Totan Hospital အသိဗောနော်။ Totan Hospital အသိနေနဲ့အခုလက်ရှိမှာကျွန်တော် breaking news ကတော့ဒီကြားထဲမှာနောက်ထပ်ကျွန်တော်တို့ဝယ်သူနှစ်ယောက် Totan Hospital အသိကိုတရားဝင် လာပြီးကန်လန်းခဲ့တယ်ပေါ့နော်အဲ့ဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပြဒီကန်လန်းမှုကိုစပါတင်နေတဲ့တကယ်ကိုရရှိခဲ့ပြီးတော့ဒီကန်လန်းမှုအတွက်လည်းဒါကျေးဇူးတင်နေဆိုတဲ့အကြောင်းပြောလိုက်ခဲ့တယ်ဒီကန်လန်းမှုကတော့ကန်လန်းမှုအဆင့်နဲ့မရောက်သွားဘူးပေါ့နော်ခဏလေးကြာကြာဒီမှာနားလေးတစ်ချက်တလာအောင် ဟုတ်ကဲ့ကျွန်တော်ကဲလမ်းမှုအဆင့်တွေမရောက်သွားဘူးဗျကဲလမ်းမှုအဆင့်လုံးဝမရောက်သွားဘဲနဲ့ကျွန်တော်ဒါ Manchester United တို့ကိုဒါတစ်ချိန်ကဒါကျွန်တော်တို့ဝယ်ခဲ့မယ်လုပ်တဲ့ဒါကရာရီအုပ်စုကလည်းဂျားထဲမှာကဲလမ်းမှုလုပ်ခဲ့သေးတယ်ဒါ Lewis family တို့အုပ်စုနဲ့တော့မှစကားပြောဆိုဆွေးနွေးခဲ့မှုတွေကိုလုပ်ထားခဲ့တဲ့အနေထားတည်းသွားတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်း ကျွန်တော်တို့စကားပြောခဲ့တဲ့ family နှစ်ခုရှိတယ်ဟိုနေ့ကကျွန်တော်ပြောခဲ့လို့ပဲဒါကျွန်တော် American အုပ်စုဖြစ်တဲ့ဒါ Eric တို့အုပ်စုရဲ့နောက်ထပ်ဒါကျွန်တော်အုပ်စုတစ်ခုရဲ့နှစ်ခုထပ်ပြီးတော့ဒါ Total Hospital အသင်းကိုဝယ်ယူဖို့အတွက်ဆွေးနွေးမှုတစ်ခုဒါ Total Hospital စီလာပြီးတော့ Lewis family နဲ့တွေ့ဆုံပြီးတော့ဒါလုပ်ခဲ့တယ်စပါးအသင်းနေနဲ့အခုလက်ရှိမှာအဲ့ဒီ ဆွေးနွေးမှုကတော့ကျွန်တော်ပေါက်ရောက်မှုမရှိခဲ့ဘူးပြောချင်တာတော့ရှင်းပါတယ်စပါးတဲ့နဲ့လုံးဝရောင်းဖို့အတွက်မဟုတ်ဘဲနဲ့ဒါကြောင့်မို့သူတို့အနေနဲ့ဒီကန့်လန့်မှုကိုချက်ချင်းဆိုသလိုညင်းပယ်ခဲ့တာကိုတွေ့ရမယ်အဲပြောချင်တာဒါကန့်လန့်မှုအစ်စင်တော်မရောက်ဘဲနဲ့ဒါဆွေးနွေးမှုအစ်စင်ပိုင်းတော်တန်ဟော့စပယ်အသင်းကရောင်းဖို့အတွက်လုံးဝမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးကိုတော်တန်ဟော့စပယ်ဘက်ကနေတရားဝင်ကြေညာချက်ထုတ်လိုက်တာဖြစ်တော့ပြောချင်တာအထူးဆန်းပြလက်ရှိမှာဒါဒန်နီယယ်လီဗီထွက်လာထွက်သွားတဲ့အချိန်မှာဒါကျွန်တော်တရားဝင်ကန့်လန့်မှုတွေက တူတဲအားလုံးပေါင်းဒါကျွန်တော်တို့လေးခုတတိရောက်လာခဲ့တယ်ပေါ့နော်ဒါကျွန်တော်တို့တရုတ်ကုမ္ပဏီပါမယ်ဒါကျွန်တော်တို့လက်ရှိမှာ sorry တို့အုပ်စုဒါအတချင်းက Newcastle United တွေ့ရတာကျွန်တော်တို့ CEO ဖြစ်တဲ့ဒါ Amanda Slave လို့အုပ်စုပါမယ်ဒါလက်ရှိနောက်ထပ်နှစ်ယောက်ပါမယ်ဒါခုလက်ရှိမှာ Eric တို့ပါမယ်နောက်ထပ်တစ်ယောက်ကသိပြီဘယ်သူမှသိပြီဒီလေးမသိသေးဘူးပေါ့နော် Formula 1မှာပါတဲ့လူတွေတော်တော်များလက်ရှိမှာ Total Hotspot အသင်းကိုဝယ်ဖို့အတွက်ကြိုးစားတယ် ကောလာဟာလာတွေကဒန်နီယယ်လီဗီအနေနဲ့ဒီ၄ခုထဲမှာ၂ခုလောက်မှသူကိုယ်တိုင်ပြန်ပါဝင်ပြီးတော့စူးစမ်းပြီးတော့ဒေါက်တာဟော့စပါအသင်းကိုသူ့အနေနဲ့ပြန်ပြီးဝင်ဖို့အတွက်စူးစမ်းရဆိုလဲကောလာဟာလာတွေတရင်လည်းအများကြီးအများကြီးထွက်နေတယ်။အဲ့တော့ပြောချင်တာကဒေါက်တာဟော့စပါအသင်းဘက်ကပြန်ကြည့်မယ်ဆိုရင်ဒါတွေကိုဘာလို့ညှင်းပယ်ခဲ့တာလဲ။အဲ့ဒီတရင်ဘလောက်မှမကြသေးခင်နောက်ထပ်တရင်တစ်ခုဆက်ဆက်ပြီးထွက်လာတာကဘာလဲဆိုတော့ဒေါက်တာဟော့စပါအသင်းအနေနဲ့လုံးဝဒီနှစ် နဲ့နောက်နဲ့တွင်မှာတော်တန်ဟော့စပါအသင်းကိုရောင်းမှာဓမ္မမဟုတ်ကျွန်တော်ပူပေါင်းတာပုံစံမျိုးလှုပ်သွားမှာမဟုတ်ဘူးဆိုပြီးစပါဘက်ကဒီနေ့ပွဲဒီနေ့မှာဒါကျွန်တော်တရဝင်ဟိုကျွန်တော်ဒီမှာဒီနေ့ညပေါ့ဒီနေ့ညမှာတရဝင်ဒါကွန်ဆော်တီယမ်တို့အုပ်စုတွေကိုချိန်ညာချလိုက်တယ်ပြောချင်တာကမင်းတို့ဘလူးပဲလာကန်ခံငါတို့စိတ်ဝင်စားမှာမဟုတ်ဘူးငါတို့အနေနဲ့အခုလက်ရှိမှာတော့ဘေကန်လတ်မှုမှာနောက်ထောင်သွားမှာမဟုတ်ဘူးဘေကန်လတ်မှုမှာလည်းဝယ်ယူရောင်းသွားမှာမဟုတ်ဘူးပြီးတော့နောက်တစ်ခုအနေနဲ့တော့ပထမဒါ share တွေပါရောင်းမှာလားဆိုတဲ့ပုံစံမျိုး share တွေပဲရောင်းမှလားဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်အကောင်အဆုံးဝင်တာဒါပေမဲ့အဲ့ဒီ share ရောင်းမှုတွေနဲ့လှုပ်သွားဖို့အတွက်လုံးဝအစီအစဉ်မရှိဘူးလက်ရှိမှာ Lewis family ကဒါကျွန်တော် percentage အများဆုံးကိုကင်ထားတာဖြစ်တဲ့ကြောင့် Lewis family ကပဲဒီ share အများဆုံးကိုကင်ထားမယ်အဲ့ဒီအများဆုံး share တွေကိုတော့ Lewis family နဲ့လုံးဝရောင်းတော့မရှိဘူးဒါကျွန်တော်ဟိုတလောကလည်းကျွန်တော်တက်ဆက်ပေးခဲ့လို့ပဲ Spa သင် Daniel Levy တို့အုပ်စုအနေနဲ့အကယ်၍ Spa သင်အနေနဲ့ထိုက်တဲ့နယ်ဂျီတခုများရမယ်ဆိုရင်တော့ရောင်းသွားဖို့အတွက်ဒါကျွန်တော် Rothschild တို့ဒါအမေရိကရဲ့အချမ်းသာဆုံးမိသားစုတွေတခု Broker family တွေတခု investment firm တွေတခုဖြစ်တဲ့ Rothschild တို့အုပ်စုကို Sparbuck ကဒါလွန်ခဲ့တဲ့နှစ်နှစ်နဲ့သုံးနှစ်ကြာတဲ့တာဝန်ပေးခဲ့တယ်။ဒါပေမဲ့လက်ရှိ Louis တို့မိသားစုအနေနဲ့ဒီတစ်ခေါက်မှာတော့ Total Hospital အသင်းကို Rothschild တို့အုပ်စုနဲ့ပါတရားဝင်လက်သွဲဖြုတ်ခဲ့တာကိုတွေ့ရမယ်။ Project နဲ့သဘောတရား Sparbuck အသင်းကလုံးဝလုံးဝတကယ်ကိုရောင်းဖို့လုံးဝမဟုတ်ဘူးဆိုတဲ့ဥစ္စာမျိုးကိုကျွန်တော်တို့လုံးဝတွေ့ရမယ်သဘောမှရှိတယ်။အဲ့ Project နာက Total Hospital အသင်းအနေနဲ့ဒါကျွန်တော်တို့မရောင်းဘူးဆိုရင်ပြန်စားဖြစ်မှာလဲ။ဘာဆက်ဖြစ်မှာလဲ။အဲ့တော့ဒီနေ့မှဒါ Alessa Go ရဲ့ပြောပုံရကတော်တော်လေးကိုစိတ်ဝင်စားဖို့ခေါ်တာပါလဲဆိုတော့ Total Hospital အသင်းအနေနဲ့အခုလက်ရှိမှာသူ ို့နေသူတို့လက်ထက်မှာ Louis family လက်ရှိဒါသူ့ရဲ့ဒါကျွန်တော်သမက်ရဲ့သူ့ရဲ့ဒါကျွန်တော် Vivian Louis ရဲ့ Vivian Louis ရဲ့သမက်ရဲ့လက်ထက်မှာသူတို့အနေနဲ့ဒီအသင်းကို ဒါအားကစားဆိုင်မှာအောင်မြင်ဆုံး club တစ်ခုနေလုံနိုင်ပဲလို့သူတို့ကိုသူတို့ယုံကြည်တယ်အထူးသဖြင့်ဒါ Vivian Lewis ရဲ့သမတ်ပေါ့နော် Vivian Lewis ရဲ့သမတ်ဒါကျွန်တော်လက်ရှိမှာ Joe Lewis ရဲ့ဒါကျွန်တော်ပြောသူ့မိရဲ့ယောက်ျားကတော့ Tottenham Hotspur ပိတ်သက်အကြီးစားဖြစ်ပြီးတော့သူ့အနေနဲ့ Tottenham Hotspur အသင်းကဒီထက်ပိုပြီး super လောက်အောင်မြင်မှုတွေအများကြီးရနိုင်တဲ့အသင်းတစ်သင်းနေသူကသတ်မှတ်ထားတာကိုတွေ့ရမယ် ဒါပေမဲ့အဲ့ဒါကလေပဲလားတကယ်ပဲလားကျွန်တော်အနေနဲ့အခုချိန်မှာမသိနိုင်ဘူး။ဒါပေမဲ့လက်ရှိမှာ Total Hospital အသင်းကတော့ရည်ရပြတသက်မှာတစ်ခါမှမကြဘူးတဲ့ Transfer Room Master တွေကိုလည်းကြားခဲ့ရတယ်။ဥပမာဒါကျွန်တော် example ပြောရမယ်ဆိုရင်ဒါ Harry Kane ကိုဆို Spa အသင်းနဲ့တရားဝင်ပြန်ခေါ်ဖို့အတွက်အခုချိန်မှာအကျိုးစားဆုံးအသင်းတွေမှာပါတယ်။ Total Hospital အသင်းကတော့ Bayern Munich ကိုပေးမယ်ဆိုရင်တော့မှတပတ်လောက်ကောက်ဖို့ဆိုအပြောင်းရွှေ့ကြီး Euro 58သန်းမှပေးရမှာဖြစ်တယ်။သူ့အမေတို့ညာတဲ့ Harry Kane ကိုပြန်ခေါ်မယ်ဆိုလက်ရှိမှာဒါကျွန်တော်တို့ Harry Kane က Bayern မှာရနေတဲ့ဈေးကတပတ်လောက်ကလာစား Euro 3,800 င် bonus အပါအဝင် euro 4သိန်းခွဲလောက်ရတက်တယ်အဲ့ဒါဆိုပေါင်4သိန်းလောက်တည်ရှိတယ် spa အသင်းနေနေတယ်ကျွန်တော်တို့လက်ရှိမှာစကလုတ်ခလာစားအများဆုံးကဒီပုံစံတိုင်းဆိုရင် crucian romero ဖြစ်ပြီး crucian romero ကလုတ်ခလာစား2သိန်းခွဲလောက်နေနေရနေတဲ့ဘောမှာရှိတယ်ဒါ premier league မှာလည်းဈေးကြီးဆုံးခံစင်မှုတွေတယောက်ဖြစ်ပြီးဒါဥရောပမှာလည်းဈေးကြီးဆုံးမှုတွေခံစင်ကျွန်တော်သိရတော့ verger van dijk ရယ် gabriel saliba ရယ်ပြီးရင်ဒါကျွန်တော်ဒီ ခရစ်ယာန်ရူမဲရိုကတော့ကန်ဆယ်တွေတဲမှာဈေးကြီးဆုံးကန်ဆယ်မှုဖြစ်တယ်။အဲ့တော့ပြောချင်တာကသူတို့လက်ထက်မှာတကယ်ဦးသည်ဒါတူတက်သွားတာအဲ့ဒါပဲ။အဲ့တော့ခရစ်ယာန်ရူမဲရိုစာချုပ်ကလည်းဒါကျွန်တော်တို့အနစ်ကရဲ့ဒါကျွန်တော်တို့အေးဘုန်းတော်ပြောဆို Vivian Lewis ရဲ့တမတ်ကိုတန်းဦးဆောင်ခဲ့ပြီးတော့ခရစ်ယာန်ရူမဲရိုက Vivian Lewis ရဲ့အေးဘုန်းဟိုတမတ်ရဲ့ဒါကျွန်တော်တို့ approve နဲ့တူဒါကျွန်တော်အသင်းမှာသူလူဂျင်တဲ့လစာကိုပေးလိုက်ဆိုတဲ့ပုံစံမျိုးကိုလည်း approach ပုံစံမျိုးကိုတွေ့ခဲ့ရပါဘောနော် total hospital တင်နေတာကျွန်တော်အရေးအယောင်တွေကတော့အရင်ဆုံးကနေမတူတဲ့အရေးအယောင်တွေတကယ်တွေ့နေရတယ်ဒါကျွန်တော်ပြောခဲ့လို့ပဲ thomas friend လက်ထက်မှာလည်းအခုလက်ရှိမှာခြေစွမ်းတည်ငြိမ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့နီးပြအထုပ်ဖြုတ်ကလည်းကြားဖို့မရှိဘူးဒါပေမဲ့လက်ရှိမှာ anecdote အဆိုကဒါလီတန်းတတန်ပြီးတတန်ထွက်နေတာကသူတို့အနေနဲ့အားကျွန်တော်စီးပွားရေးမဟုတ်ဘဲနဲ့အားကစားအောင်မြင်ဖို့လိုချင်တယ်အားကစားအောင်မြင်ဖို့လိုချင်တယ်အားကစားအောင်မြင်ဖို့လိုချင်တယ်ဆိုပြီးပြောလာခဲ့တယ်သူစံဆောင်တယ်ပဲဗျာလက်ရှိမှာကျွန်တော်တို့ champion league ဒါကျွန်တော်ပထမနေ့ villarreal ရဲ့နဲ့ပွဲစဉ်မှာကျွန်တော်မှာအိုက်စားဖို့ရှိသေးတယ်ပီတာကာရင်တန်ကိုဆိုင်က လက်ရှိတော်တန်ဟော့စပါတင်းရဲ့ damage ရေး program မှာသူဘာရေးထားလဲဆိုတော့တော်တန်ဟော့စပါတင်းကစီးပွားရေးရအရအောင်မြင်တဲ့အသင်းဖြစ်ပေမဲ့ဒါကျွန်တော်တို့လက်ရှိဒီနှစ်တလောမှာတော့ဒါကျွန်တော်တို့အာကစားရအောင်မြင်မှုတော်တော်လေးကိုနည်းတဲ့အသင်းဖြစ်တယ်ဒါပေမဲ့ဒီနောက်ပိုင်းတဲ့မှာအာကစားရတာကျွန်တော်မနစ်မှာတော့ကျွန်တော် miracle lease ကျွန်တော်ဒါ supply တခုရခဲ့တယ်ဒါပေမဲ့ဒီ supply ရရတာကိုတည်သွားခဲ့ပြီးနောက်ပါကျွန်တော်အနေနဲ့အာကစားရဲ့အောင်မြင်မှုကိုဒီထက်ပိုပြီးတော့တိုးတက်အောင် လုပ်မှာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့ သူ့ဘက်ကနေပြီးတော့တရားဝင်ပြောတာအဲ့တော့ Bigner အဖြေကတော့ရှင်းပါတယ်တော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 ်ကြီးကိုရှင်းတဲ့အခြေအနေတခုကဒါကျွန်တော် Total Hospital နဲ့လက်ရှိမှာအကစားအောင်မြင်မှုကိုတော်တော်လေးအောင်လို့ဆိုအဲ့တော့ဒီဟာဒီတရင်နေလေးမဟုတ်တယ်ပဲလက်ရှိမှာအပြောင်းရွှေ့ January အပြောင်းရွှေ့မှာခရေကစပါအသေးနေနဲ့ left wing ပေါ့နော်ဒါကျွန်တော်ဘယ်ပေါ့ အဲ့ဘယ်နဲ့ညာဘေတောင်မန်မှာစပါတစ်နဲ့ဆမ်မီညိုကိုခေါ်ယူဖို့အတွက်လက်ရှိမှာနံပါတ်၁ပြင်မှတ်ထားတယ်။ဒါဆမ်မီညိုရဲ့လက်ရှိစာချုပ်အခြေအနေရလာမင်းနွေရာဒီမှသာစာချုပ်ဖြတ်သိမ်းကြီးကအသက်ဝင်မှာဖြစ်တဲ့အတွက်ကြောင့်မတော်တန်ဟော့စပါတစ်နေနဲ့အကဲ left wing ကိုတော့မှဒါရေဒူပုံစံမျိုးနဲ့ဒါခေါ်ယူဖို့အတွက်စပါတစ်နေစဉ်းစားလာရတယ်။အဲ့တော့စပါတစ်နေဒါအပြင်ကျွန်တော်လာမင်းနွေရာဒီဒီမှထောက်မယ်ဒီနှစ်စောင်းရာဒီမာဒင်ကိုပဲစပါတစ်နေနဲ့ဒါကျွန်တော်တို့မတ်ဂါယူကို Crystal Palace ကနေပြီးတော့ပြောင်းရွှေ့ကြီး25တန်းနဲ့တန်း30ပြီးပြီးတော့ခေါ်သွားနိုင်တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ အပြောချင်တာဗျာကျွန်တော်တို့စပါတင်ကဘယ်ဒုံးကများအသင်းကြီးတွေနဲ့ကစားသမားရှင်လူဘူးလေဒါဇာဗီစမွန်ဆိုပါတော့ရတယ်ဆိုတော့ဒီနေ့မှာဆက်ရခဲ့ကျွန်တော်တို့နေတော်တော်လေး surprise ဖြစ်ခဲ့တယ်အဲ့တော့ Eric တို့ဘူး sorry Vivian Lewis တို့နေတကယ်ပဲလေးပဲလား တကယ်ပဲအသိမော်ရင်းနှီးမြုံနံမှာလားဒါတွေကတော့ကျွန်တော်နဲ့ဒုခမရောအတူတူကြည့်ရမှာကျွန်တော်လည်းမသိသေးဘူးကျွန်တော်အနေနဲ့တကယ်တမ်းပြောမှာဆိုသူတို့အနေနဲ့တကယ် serious ဖြစ်တယ် serious ဖြစ်ကြအောင်ကျွန်တော်ဒါလာမယ်တစ်နှစ်လသုံးလအတွင်းမတွေ့ရဘူးဒါပေမဲ့ကျွန်တော်ကိုဆိုးတာအရင်တော့ဒါကျွန်တော်နီးပြတော့ဘာလို့လဲပြောင်းလို့မရဘူးဗျနီးပြလိုက်အခုလက်ရှိချိန်မှာကိုတီးရဲ့အကောင်းဆုံးပုံစံမျိုးကိုသူပြသထားတာတွေမှာတွေ့ရမယ်တယ်မှာပြောချင်တာရှေ့ရှေ့လေးအဲ့တော့ကျွန်တော်လာမယ်ဆောင်ရသည်မှာစပါးအသိနေနဲ့လက်ရှိအနေထားရ ambition ဘယ်လောက်ရှိလဲသူများအသိကြီးနေအခုခါလေးဆိုကျွန်တော်အသိကြီးတော့နာမည်ပဲရှိတာတကယ်တမ်းအလုပ်လုပ်တဲ့နေရာမှာအသိကြီးမှုအသိလက်သာပဲရှိတယ်အခုလက်ရှိမ ှာအလုပ်လုပ်တဲ့နေရာမှာအသင်းကြီးတတာတကယ်အလုပ်လုပ်တော့မှာလားဒါဒီကတော့တကယ်ကိုဒါပြောစရာလိုလာခဲ့ပြီလို့ပြောရင်လည်းဒီနေ့ရဲ့ breaking news နားမှာရနိုင်ပါတယ်အားလုံးမကြိုတူမှာဗျာကောင်းမွန်တော်ဒီဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ easy တို့ကြတာပေါ့အားလုံးမကြိုတူမှာမြန်မာလေးလည်း clip မမိကြပါနဲ့ဗျာမြန်မာ clip မှာမြန်မာနိုင်မှာဖြစ်ပါတယ်အားလုံးမကြိုတူမှာကျွန်တော်တော့ကုန်ပြီပေါ့ဗျာ default ဗျာအားလုံးမကြိုတူမှာ